တာလေနာရောက်တာနာရောက်တာဒီလိုချိန်နဲ့ကတအားလုံးဝတာလေတိလာတတာဘာရှာလဲဟင်းတော့ချင်တယ်ချိုးတော့ချင်ကြီးတဲ့လို့ဆိုပါလားဆိုများတော့ဖြစ်ရတော့ဒီ heading အောက်ထဲပဲသွားကြတာပါပဲအဲသွားကြတဲ့ပုံမှာကြားတဲ့ခါကျတော့ဟိုပြောလို့လဲဘာမှလဲသူတို့ပြောလဲဘာမှမပြောကိုလုံးရမဲ့လို့ကိုကကိုဆိုင်လက်မဲ့တာမှန်အောင်ပဲလို့ပါ ကိုရတ္တိမူကိုပတ်ဝန်းကျင်ကိုကကိုဖြတ်စည်းတဲ့လူရှိတယ်ဆိုရင်လည်းသူကလူရှိပြီဆိုတော့ဒါကတော့သူ့တမိုင်းသူသူ့အကြောင်းထမ်းသူပါပဲဥစ္စာတော့ကတော့အာဘယ်သူကငါပြောနေဘယ်ဝါငါပြောဥစ္စာပေါ်မှာမရှိပါဟောကောင်းတာလည်းရှိမယ်ဆိုးတာလည်းရှိမယ်ဥစ္စာပေါ်တကယ်အိုစေတနာထားပြီးဝေဖန်တဲ့ဟာမျိုးတွေပါလေဆိုဥတော်အကုန်လုံးပြန်တုတ်ပြန်ပြပါလေဟိုတင်းပေါ့ဒီတိုင်းပြောတဲ့ဟာမျိုးပေါ်မှာလည်းဘွေသွားယူနေပါဦးလား တော်တင်းမ AR ရေးရပေါ်ဒေါက်တာတို့ပဲရှိကြကြပါလေဒေါက်တာတို့ညီကောင်နှစ်ယောက်စီစဉ်စီစဉ်တဲ့ခါကျတော့သူတို့ပဲဆက်ချလာပါမြေမင်းလက်ဇက်ကိုဟိုပြန်ပြီးတော့ဒီကမင်းကိုချိုးလို့အမြဲညညချောင်းနဲ့ပြန်ရေးပြီးတော့ပြန်ရိုက်ဖြစ်တော့အာအတူတူပါပဲဘာလဲဆိုတော့ဇက်ပေါ်မှာမူတည်ပြီးတော့ဒီတရုတ်ဆောင်တွေကိုရွှေ့ချရတယ်အဲသူ့ပုံစံနဲ့ဥပုံစံနဲ့တော့မတူပါလေဥကတော့ဥပုံစံတိုင်းသွားတာပါလေသူ ူရဲ့ဘေးဆိုကြည့်ရဥပုံစံတန်းပြန်သွားလိုက်တာပါသူဟာကစတဲ့ကသူ့အတူသူသွားတဲ့ swing ဟိုကကောင်းပြီးသားပါအဲ့တော့ဥစ္စာထုံးတဲ့တိုင်းမှာပဲဒါတော့အကောလုံးကိုပြောအောင်ဒီမှာတော့ဒါမဲ့ဒီကားတော့ဟာသာရသားတွေမဟုတ်ပါဘူးဂျန်တဲ့ဟာတွေပါပေးထားပါအဲကော်မတီရောဟော်တာရောအကုန်ပါပါဟော်တာလည်းပါ ဒါတော့မလို့ကောင်းလားလဲဆိုတော့သက်လန်းကိုကတော့ခိုင်တော့ဗောဆိုင်ရှိပြီးသားဖြစ်တယ်သူကအစားတွေဆိုင်ရှိပြီးသားဖြစ်တဲ့တကြောင်မလို့အာသာလိုရတဲ့ခါကြတော့လေရရတဲ့ခါကြတော့လေကောင်းတယ်ဒါပေမဲ့ तू ကဇက်ဆွင်းနဲ့တော့ပြန်ဝင်ရတာရှိတယ် तू ကသုံးပုံနှစ်ပုံဆိုရင်နှစ်ပုံသုံးပုံနှစ်ပုံလောက်ရောက်ပြီဆိုတာနဲ့အဲသူ့ဇက်ထဲကိုပြန်ပြီးတစ်ခါပြန်သွားအစားတွေကတော့သွားတာပေါ့လေဒါပေမဲ့ तू ဆွင်းပေါ့သူ့ရဲ့မင်းဆွင်းရှိတယ်အဲ့ဒီထဲကိုပြန်ဝင်ရတာ မောင်တို့ကဘာဒိုင်တာတယောက်ကသူကဇလန်းကစားရဲကသူကဇက်ပေါ်မှာသူကဇက်ရေးလို့ရှိရင်သူတားချိုးသွားပြီးရေးတဲ့အတွက်ကြောင့်မလို့သူကပြောရမလို့ဟိုတည်းမဟုတ်ဟိုဥတော်ရိုက်ပုံနဲ့သူရိုက်ပုံတာမတူမတူတာပေါ့လေဒါမဲ့လို့လည်းပုံစံရသတမျိုးနဲ့ထွက်တာပေါ့အဲ့ဒါမရှိပါဘူးသူကဘေးစားတော့အကုန်လုံးပါပဲဒီပလော့လေးတွေလောက်ပဲဂျိတ်ပလော့လေးတွေလောက်ပဲရှိရဲကျန်တာကတော့သူ main ဟာရရှိပြီးသားပါဒါမှအဲ့ဒါပြောလို့မရဘူး အာဘယ်လိုပြောမလဲဆိုတော့တန်းနိုင်တော့စိတ်ကဟိုတဲ့ပေါ့လေလွတ်လပ်လပ်ပဲနေနေလွတ်လပ်ပဲနေတယ်နောက်ပြီးတော့သူတပားကိုလည်းစိတ်မစင်းရဲခြင်းအဲ့လိုမျိုးတွေ့ကြောက်မလို့ဥစ္စာအနေနဲ့ဟာတာတွေပဲသွားတယ်စရဲရတော့ဒါတော့ရှိရမှာလေသူက respect တော့တယောက်တယောက်ကတော့ရှိကြမှာပေါ့ဟိုစရဲရလည်းကိုလုံးမယ်ဆိုရင်လည်းသူ့ကိုပြောပြီးမှလုံးရတာကြီးပဲပေါ့အော်မလို့ဘူးကိုထင်ရကိုလှုပ်လို့တော့အစင်ပြပါလို့တော့ဥတော်လို့လဲဝိုးတုံးနဲ့ဝိထုဝယ်ပြီးရိုက်လာကြပါပဲလေ ဝတုဝယ်ပြီးရိုက်လာကြတဲ့ခါကျတော့ဥတော်လို့စိုင်းဆရာဆရာဆရာစိုင်းဆရာဆရာမတွေအကုန်လုံးဟိုရိုက်တော့မယ်ဆိုရင်ဟောဥတော်ဝတုဖတ်တယ်ဝတုဖတ်ပြီးသွားပြီဆိုရင်ဥစောကဟာဒီဟာဒီဟာဒီလို့ပြင်ချင်းတယ်ဟောဆိုတော့ဟာမှာသူတို့ကဟိုရင်ပေါ့အော်မပြင်ခံဥဆိုတော့တယောက်ကမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ဥစောကလည်းဟိုဝတုကိုကြိုက်လို့ဝယ်ထားပြီးဖြစ်တဲ့တဲ့ကြောင့်ဇာလန်ကိုကြိုက်ထားပြီးဖြစ်တဲ့တဲ့ကြောင့်ပြင်တယ်ဆိုတာကဒီဘယ်လိုပြောရမလဲဆိုတော့ ဒီ duration နဲ့ပေါ့လေဝိထုလိုမျိုးမဟုတ်ဘူးဒီထဲမှာချုံလာတာရှိတယ်။နောက်ပြရတဲ့ဟာမှာအရှင်းနောက်ချိန်ချက်တွေရှိမယ်။အဲလိုမျိုးလေးပေါ့။အဲမျိုးလေးတွေမှာတို့တို့လည်းနားလဲအောင်ပြောပြကို ပုံဖော်မဲ့ဟာကိုတခါလေးပြောပြလိုက်လို့ရှိရင်တို့လက်ခံနိုင်လားမလဲမခံနိုင်လား။တို့ကတခါလေးကျတော့တို့ရေးထားတဲ့ဇက်ကောင်နဲ့ကိုစဉ်းစားရဲ့ဇက်ကောင်လွဲနေတာမျိုးတွေလည်းတခါလေးရှိတတ်တယ်။ရှိတတ်တဲ့ခါကျတော့တို့ဘာလိုချင်လဲဆိုတာအဓိကသိဖို့လို့ အာအဲ့လိုမျိုးကအဓိကထားပြီးသွားတဲ့ခါကျရင်တော့ဘာမှပြဿနာမရှိဘူး။ဒါလည်းဆိုဘယ်လိုမဆိုပါပဲ။အာတယောက်တယောက်ကတော့ respect ရှိလို့ရှိရင်တော့အကုန်လုံးကအဆင်ပြေပါတယ်။ဟိုသူပဲကိုပဲရှိတာပေါ့ကိုကျန်းစာတရားထားလိုက်လို့ပြီးသွားတယ်။ဟုတ်သူပဲရှာထားပါငယ်ချင်းနဲ့ပါလေအားလုံးအစားအသောက်ရပါဝင်တဲ့လူတွေရောပံ့ပိုးပေးတဲ့လူတွေရောအားလုံးကပါဖက်ဖြစ်ပါ င်းအဲ့လိုမျိုးတော့ဥတော်မမရတော့တိတ်မရှိပါဘူးဒီတဲမှာတော့ဘာလို့လဲဆိုတော့ဟိုအလုပ်ပေါ်ပဲတော့နေရတဲ့အချိန်ကျတော့အသိပြီးတော့ဂျန်တဲ့ဟာကိုခေါင်းနဲ့တိတ်မထင်နိုင်များသောအားဖြင့်တော့ဒီ heading out ထဲပဲတွားကြတာပါပဲအတော်ကြရတဲ့ပုံမှာကြားတဲ့ခါကျတော့ဟိုပြောလို့လဲဘာမှလည်းသူတို့ပြောလဲဘာမှမပြောကိုလုံးအောင်မဲ့လို့ကိုကကိုဆိုင်လက်မဲ့တာမှန်အောင်မဲ့လို့ပါအဲ့လိုမရှိပါဘူးဒါကတော့ကို ်ဟောဝရင်းဘောကိုရတ္တိမှုကိုပတ်ဝန်းကျင်ကိုကောင်ကိုဖြတ်စည်းရလူရှိတယ်ဆိုရင်လည်းသူကလူရှိပြီဆိုတော့ဒါကတော့သူ့တမိုင်းသူသူ့အကြောင်းထမ်းသူပါပဲဦးဇော်ကတော့အာဘယ်သူကငါပြောနေဘယ်ဝါငါပြောဦးဇော်ဘောကမှမရှိပါဟောကောင်းတာလည်းရှိမယ်ဆိုးတာလည်းရှိမယ်ဦးဇော်ဘောတကယ်ဟိုစေတနာထားပြီးဝေဖန်တဲ့ဟာမျိုးတွေပါတယ်ဆိုဥသောအကုန်လုံးပြန်တုတ်ပြန်ပြပါတယ်ဟိုတင်းပေါ့ဒီတိုင်းပြောတဲ့ဟာမျိုးပေါ်မှာလည်းဘွေသွားယူနေပါဦးခင်ဗျာ ဘယ်အောင်ဆိုပါပဲဘာဖြစ်လဲဆိုတော့ဟိုဘာပဲဖြစ်ဒရမရရလည်းပြောမှာပဲဒီချစ်ခွဲ냐တွေကမထွက်ဘူးလားလို့ပြောနေကြတာပဲဟိုပမာကဒီတိုင်းပဲဟုတ်တယ်မလားအရှင်ကားရဲ့လို့ရှိရင်လည်းပြောမှာပဲအရှင်ကားရဲ့လို့ရှိရင်အမဟုတ်ဝမ်းမင်းတို့နေဒီလက်သီးပဲထိုးနေတာလားဟောလည်းမဖြစ်ဘူးတရားလည်းမဖြစ်ဘူးဟိုလုတ်ပြပြန်တော့လည်းမမီဘူးလို့ပြောမှာဒါကတော့လောကကြီးမှာဟိုရက်တီရတဲ့နေရာပေါ့လေဘယ် ဒီဟာကိုတော့နည်းနည်းလေးရှိမှာပေါ့လေဘယ်လိုပြောရမလဲဆိုတော့ဟောင်ကောင်အရှင်နဲ့ဟောလိဝုဒ်အရှင်တွေနဲ့ဒီကိုရီးယားအရှင်တွေနဲ့ဥသောတို့နေရာအရှင်တွေနဲ့ကြာဒါကွာပါပဲနောက်တစ်ခါကျတော့ကလာကအိန္ဒိယကားတွေဆိုရင်လည်းအရှင်တွေဆိုရင်တို့မျိုးစုံပဲတို့ကလုတ်တာပဲဟောတယ်မလားတို့လုတ်ထားတဲ့ခါဒီပုံမှန်ကြရင်လေဒီကနေတော့လှမ်းပြောနေကြသေးတာပဲဟောတယ်မလားမဖြစ်နိုင်ဘူးဒါမဲ့တို့ရဲ့ပြရတဲ့ presentation ပေါ့လေအကုန်လုံးကောင်းတယ် ။ဟောဥသောတို့မှာအဲ့လောက်မလုံးနိုင်ဘူး။နောက်တစ်ခုကဟိုဝင်းငွေတခါပြန်ပြီးတော့ကြည့်မယ်ဆိုပြန်တော့လေယုံအားတခြားစီပဲ။မာကအိန္ဒိယမှာဆိုရင်အနည်းဆုံးဟိုတော့၄000လောက်တော့တော့ပြလို့ရတယ်။သူကဒီချိန်လေးကိုပြတာယုံအဲ့လိုမျိုးဥသောတို့မှာ60ကျော်ပဲရှိတယ်လေအဲ့လိုမျိုးဆိုအင်ကန်ကျန်တိုင်းกว่าသူတို့ကဒါသူတို့ကနိုင်ငံတကာကိုသွားတာမဟုတ်သေးဘူးသူတို့ နိုင်ငံမှာပဲရှိသေးတယ်အဲ့လိုမျိုးပေါ့အဲ့အရေးကြနိုင်ငံကစံချိန်ဆိုတာလေဘောင်သွားတိုင်းမှာလေဆိုပြဿနာရှိရတာဘယ်လိုလဲဆိုတော့ ဟုတ်ပြီဘလူးဟောင်းကိုတော့ပြောမလဲဟုတ်နော်နိုင်ငံတကာဆန်ဆိုတာဘာလဲဆိုတဲ့ခါမှာသူကဒီတချို့ကလည်းတို့နိုင်ငံသားတော့ပြလို့ရှိရင်နိုင်ငံသားတော့ပြလို့ရှိရင်ဟောတယ်မှာ tradition နဲ့နဲ့ပတ်သက်တာရင်းမှုရဲ့အကုန်လုံးနဲ့ပတ်သက်တာတွေအကုန်လုံးပြရင်အကုန်လုံးကကြိုက်ကြတဲ့ဟာလည်းရှိပါရဲ့အဲ့လိုမျိုးပေါ့တို့ကအဲ့ဒါလွယ်လို့တို့ကဘာမှပြလို့မမရအတို့ culture နဲ့ဒီဟိုတွေနဲ့ပဲပြလို့ရအရှိရဲ့လေအဲတို့က ဂျန်နာကကြတော့သူကဘာမှဟိုသူတို့မမြင်အောင်လို့ပြဖို့ဆိုတာ presentation ဘက်မှာဟိုရရတဲ့နေရာမှာအစားပေါ့ဒီအိမ်လို့ဟိုအိမ်အောင်မှခက်ခက်ခဲခဲတွေဖြစ်လာပဲဟုတ်တယ်မဟုတ်လားအဲ့လိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့ဒီမိုင်းလကန်တကာမှာဆိုရင်တို့ကတို့လုံနေတဲ့ခါနဲ့ဥစ္စာလုံတဲ့ခါနဲ့ကြောင့်ကွာခြားချက်တွေအများကြီးရှိတဲ့ခါကြောင့်အာတော့ပြလို့ရှိရင်လည်း အဆင်ပြေမှာမဟုတ်ဘူးအဲ့တော့ဘာပဲရမလဲဆိုဒီရိုးရရင်ကျေးမှုနဲ့ဘာနဲ့အဲ့လိုမျိုးတော့ပဲရမယ်ညွှန်ပွဲတော်နဲ့အတူလာပြီးတော့ကြော်ကြွရွှင်လေးလာကြည့်ကြပါခိတ်ခေါ်ပါ